ကလေးဖို့ပထွေးလိုသဘောထားပြီးခင်ရမယ့်စင်မြန်ကြီးအားလုံးမင်္ဂလာပါဒီဘက်တံမလားပြိုင်ဝဲရဲ့ပွဲစဉ်တွေမှာဆိုရင်တော့ပွဲကြီးပွဲကောင်းတွေပေါဝင်နေခဲ့ပြီးတော့ဒုတိယနေ့မှာဆိုရင်လေကလေးဖို့နဲ့စင်မြန်ကြီးတို့ထိတ်တိုက်တွေးချမယ့်ပွဲစဉ်ပေါဝင်နေပါပြီဒီပွဲကတော့ကြားနေစင်လင်းပြည်မှာတွေးချမယ့်ပွဲလေးဖြစ်ပြီးတော့လက်ရှိတံမလားမှတ်ပြီးစရာရေးထိတ်ဆိုးမှရက်တည်တဲ့အသင်းတွေဆိုရင်လည်းမမပါဘူး ရှောင်းပြည်နိုင်ပွဲတွေနဲ့တင်းနေတွေကဘေတင်းကရှုံးပွဲတွေ့ပြီးတော့ဘေတင်းကဇာထိတ်ဆိုးမှဆက်လက်ရည်တည်သွားမလဲဆိုတော့လေစိတ်ဝင်စားဖို့ကောင်းပါ ರೀ ဒီနေ့မှာတော့စင်မြန်ကြီးနဲ့ကလီဘိုရီရဲ့ပွဲစဉ်ကိုပြပြလေးလုပ်ပေးသွားချင်ပါ ರೀ စင်မြန်ရုပ်ဘက်မှာဆိုရင်အဓိကကစားသမားတွေဖြစ်ကြတဲ့ခန်စစ်ကဂေဘရီယယ်၊ကွင်းလေးမှာအိုဒီဂန်နဲ့တိုက်စစ်ကယိုခရက်တိုဟာဒဏ်ရာပြဿနာအသီးသီးရှိနေခဲ့ကြပါ ರೀ ဒါမှမဟုတ်ဒဏ်ရာပြဿနာတွေကိုသိပြီးတော့ထဲထွက်ဆရာမလို့ကြောင့်စင်မြန်တို့ကမြောက်လန်နန်ဂျာဘီမှာတက်တည်ပြထားခဲ့ပြီးသားဖြစ်ပါ ರೀ မြောက်လန်နန်ဂျာဘီမှာ4-1နဲ့စိုးသွမ်းထားခဲ့တဲ့စင်မြန်ကြီးတို့ကတော့ဒီတစ်ပတ်မှာလေယုံကြည်မှုရမြင် င်ဆုံးကိုရောက်နေခဲ့ပြီးတော့သူရဲ့အင်ဝင်အမရီမှာလက်ခံရင်ဆိုင်ရတော့မှလေးဖြစ်ပါရင်စီမြန်ကြီးတို့အနေနဲ့ဒီပွဲမှာလူစင်မိုင်းပြောင်းလဲတချို့လည်းလိုလာဖို့ရှိနေခဲ့ပြီးတော့ဂွေးနေမှာနွမ်နာရီနဲ့နော်ဂက်တိုကလည်းပွဲချွဲခွင့်ရလာနိုင်ပါရင်တစ်ဖက်ကကလီဘိုတို့အသင်းအားဆိုရင်ဒီအာဒီမှာရှုံးပွဲလုံးဝမရှိထားသေးပေနဲ့ဂလက်ကဘဖလားနောက်ပိုင်းမှာဒီပွဲမှာမရှုံးထားသေးတာလေးဖြစ်ပါရင် ကလီဘိုရီတိုက်စစ်မှာလူဝီဒီရဲ့အိုလီနဲ့ဟယ်ရီကိန်းတို့တွေ့ရပုံစံကောင်းနေပြသနေကြပြီးတော့ဒီဘက်မှာတိုက်စစ်ကလူဝီဒီရဲ့ကလည်းပွဲပယ်ပြည်နယ်ကြောင်လွေးချော်ရတော့မှဖြစ်ပါရီ။ဒါကြောင့်တိုက်စစ်ပိုင်းမှာတော့ညီကိုလေးချက်စင်ကိုနောက်ချန်တိုက်စစ်သဘောမျိုးထားပြီးတော့သုံးလာနိုင်ပြီးတော့ဂရာဘီလေးပွဲထွက်လာဖို့ရှိပါရီ။နောက်သေးစလုံးကတော့ဒီကကစားသမားတချို့ကိုလွေးချော်ကြဖို့ရှိနေတယ်ဆိုပေမဲ့လေလက်ရှိဖောင်ရင်းစုဖွဲ့မှုတွေကပွဲရတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါရီ။ဒေတိုင်းတွေ့ဆုံမှုတွေကလည်းကလီဘိုရီကအစီအမံကိုရင်ခံအောင်လုပ်ခဲ့တဲ့ပွဲတွေကမနေ့မနေ့ကိုရှိထားခဲ့တာဖြစ်ပါရီ။ ဒီမှာ2019ခုနှစ်ကစင်မြန်ကြီးတို့ကနှစ်ကျော်စလုံးကိုဖိုင်ဝမ်နဲ့ဇေယျဆန်းနီပြသသွားတဲ့ပွဲစဉ်လေးပါဝင်မေးဖြစ်ပါရည်။ဒါပေမဲ့လက်ရှိစင်မြန်ကြီးတို့အတင်းကတော့အဲ့ဒီကအခြေအနေမျိုးမဟုတ်တော့ဘဲနဲ့ပြည်တွင်းမှာရောပြည်ပမှာပါဘလုံးနိုင်နေတာလေးဖြစ်ပါရည်။ဒါကြောင့်ကလီဘူတို့အတွက်အမရိတ်မှာရင်ဆိုင်ရမှာကလွယ်ကူမှာတော့မဟုတ်ဘဲနဲ့အကျိတ်နဲ့ရှိတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်လာနိုင်ပါရည်။စင်မြန်ကြီးတို့ကခန်းစည်းကောင်းနေဆိုပေမဲ့ဒီပွဲဟာပြန်လည်သွင်းကိုညီရဖို့ရှိနေခဲ့ပါရည်။ဒါကြောင့်မြန်မာအိုဝင်းအနေနဲ့ကတော့ဂိုးဘောကိုတိုးစော်ကြဖို့ပဲနှိုးဆော်လိုက်ချင်ပါရည်။ဟုတ်ကဲ့ပါဆုံးဒီကြည့်ပြီးကြားရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Shibari.